ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကလာဆိုရဲ့ရေးသားတဲ့ရှီချစ်ပင်နဲ့အချမ်းဖက်သမားမင်းအွန်လိုင်းတွစ်ဆုံခဲ့မှုပေါ့သုံးသက်ချက်များဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်တရုတ်ရဲ့ရုပ်သေးလို့အမိတွင်နေတဲ့မင်းအွန်လိုင်းဟာမော်စကိုမှာရှီချစ်ပင်နဲ့ရှာရှာပါပါ တွေ့ခွင့်ရခဲ့စဉ်အတွင်းနိုင်ငံတွင်းရှိတရုတ်ကျိုးစီးပွားများကိုဆွမ်းဆွမ်းတမန်ကာကွယ်ပေးသွားမယ်လို့ကြေပြီးခဲ့ရှာပါတယ် ဂျာတာပရီနေမှာတော့နထိုးကြီးမြို့နယ်တွင်းရှိတရုတ်တန်းငွေပိုက်လိုင်းမှာခွဲထုတ်စခန်း off take station တခုအားစောင့်ကြံနေတဲ့စစ်ကောင်စီတပ်သား80ခန်းဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တိုက်ခိုက်လာမှုကြောင့်စခန်းစွန့်ခွာကကိုလို့ယုံထွက်ပြေးသွားတယ်လို့ ARD သတင်းမှာဖော်ပြထားပါတယ်။တရုတ်ဆိုရမီဒီယာများကလင်းနေအတွင်းပထမဦးဆုံးအကြိမ်တွေ့ဆုံခဲ့မှုလို့ဖော်ပြခဲ့ပြီးရှီချင်းပင်မှာ တရုတ်ဝန်ထမ်းများအဖွဲ့အစည်းများ project များလုံခြုံမှုရှိရေးကိုအမှတ်ကံပေးရန်နဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများတိုက်ဖြတ်ရေးအားအချိန်မြင့်လှုပ်ဆောင်ပေးရန်တိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့သောတွေ့ဆုံခဲ့မှုအပေါ်နိုင်ငံတကာရှိမြန်မာအရေးလိလသုံးသပ်သူများရဲ့သုံးသပ်ချက်တွေကို South China Morning Post မှာဖော်ပြထားတာကိုတင်ပြပေးတော့ပါမယ်။အမေရိကန်ညဉ့်ဉေးစင်တာအင်စတီကျူ့မှာဂျေဆင်တာဝါက ရှီကျင်းပင်ဟာလင်းနစ်ကျော်မတွေ့ပဲထားခဲ့ရာမှယခုအခါကြာရှုံးလာနေပြီဖြစ်တဲ့စစ်အုပ်စုကပိုပြီးထောက်ခံဖို့လိုအပ်လာတယ်လို့ယူဆလာတာကိုထုတ်ဖော် ပြသလိုက်ခြင်းပဲဖြစ်ပါတယ်ထို့သောတွေ့ဆုံနိုင်ရန်ရုရှားဘက်ကလည်းနေရာထိုင်ခင်းကအစစီစဉ်ပေးခဲ့တာကိုကြည့်မိဆိုကရုရှားနဲ့တရုတ်ဟာမြန်မာရေးပေါ်ပိုပြီးနင်းနီးကပ်ကပ်ညှိနှိုင်းလာမှုကိုပြဆိုနေပါတယ်သို့သောရှီယာမင်းအောင်လှိုင်ကလက်ခံတွေ့ဆုံခဲ့မှုကြောင့် မြန်မာနိုင်ငံအတွင်းတရုတ်ဆန့်ကျင်ရေးသဘောထားများပြင်းထန်လာခဲ့ရသည်သာအဖက်တင်ကြံခဲ့ပါသည်တရုတ်ရဲ့အပြင်းထန်ဖိအားပေးမှုကြောင့်ကိုကန့်ဖွဲ့ဟာလာရှိုဝါပြန်ပေးလိုက်ရသည်အထိဖြစ်လာခဲ့မှုအပေါ်လဲစိုးရိမ်မကင်းဖြစ်မှုများကြီးထွားလာခဲ့ပါတယ်။ဇက်တိုက်ဆူဒလိုအရှက်ရနေတဲ့အကြမ်းဖက်သမားမင်းအောင်လိုင်ဖူအနေငယ်အသက်ရှူခြုံသွားစေခဲ့ရပြင်မဲ့၎င်းတို့ အသက်ဆက်နိုင်ရေးအတွက်တရုတ်ပေါ်ပူပြီးမိခိုလာရမှုကြောင့်ပြပ အာကိုပစိန်ယူလို့တတ်မှတ်ခံခဲ့ရတယ်လို့ဆိုပါတယ်ဝါရှင်တန်မြို့သားစစ်ကောလိပ်မှာဇာဂရီအဘူဇာကတော့ကင်မရာရှစ်မှာပြုံးများဝေစာနေတော်လဲနောက်ကိုရင်မူလုံမီဆိုသောရွေးကောက်ပွဲအတွက်စစ်မြေပြင်မှာတိတိတသာတိုးတက်လာအောင်လှုပ်ဖို့ပြောဆိုပွဲရှိပါတယ် တရုတ်ကရွေးကောက်ပွဲကစစ်အုပ်စုရဲ့တောနေရာလမ်းကြောင်းမှာခွဋ်ထပ်နိုင်မှုအဖြစ်ရှုမြင်ထားပါတယ်။ဤဒီမှာလည်း၎င်းတို့မိသူမြအနိုင်ရနိုင်တော့မှာမဟုတ်ဆိုတဲ့ကောင်းစွာတိထားပြီးဖြစ်လို့နိုင်ငံရေးအဖြစ်ရှာနိုင်ရေးပက်လှည့်လာခြင်းဖြစ်ပါတယ်။အတိုက်ခံများဘက်ကအနိုင်ရသွားမည်ဆိုကတရုတ်အတွက်ရှုပ်ထွေးလာနိုင်တဲ့ Federal Democracy နဲ့ထိုးထက်ပိုပြီးဆိုးသွားနိုင်ဒီကရည်ရှိလာမဲ့ပြည်တွင်းစစ်ကြီးဆိုတဲ့အနေရများရှိနေပါတယ်။ ထိုအကြောင်းများကြောင့်စေယုတ်စုအလွန်နိုင်ငံရေးမှစစ်တပ်မှအတိုင်းအတာတစ်ခုထိကိုစားပြုနိုင်မဲ့ပုံစံမျိုးသာအလိုရှိနေပါတယ်။ပြီးချင်းအားထွက်ပေါ်လာမဲ့အစိုးရပုံစံပေါ်တန်တရာ ရှိနေတော်လဲ၎င်းတို့အဓိက ထားနေသည်က နေဆက်ဒေတာတင်းချင်းရေးနဲ့၎င်းတို့အကျိုးစီးပွားများကာကွယ်နိုင်ရေးပင်ဖြစ်ပါတယ်။ကီလိုမီတာ1000ကျော်ရှိပြီးဒေါ်လာ15ဘီလီယံခန့်ကုန်ကျနိုင်မဲ့ကြောက်ဖြူစိတ်ကမ်းမှ မူဆယ်တီဖောက်လုံမဲ့ဇင်းညံလမ်းမကြီးဟာတော်လန်ရေးတပ်ပေါင်းစုရဲ့ထိန်းချုပ်နယ်မြေများကိုဖြတ်သန်းသွားရမှာဖြစ်လို့တိုးတက်မှုတစုံတရာရှိမလာတဲ့ပြင်မန္တလေးမူဆယ်မီးရထားလမ်းဟာလည်းရက်တန့်ထားရပါတယ်ဒိမအဟုစတက်ကတူတွဲဘပမောခမိုက်ကယ်ဂရီဗာစ်ကတော့ ဘီဂျင်းဟာယခုအခါအာရခတပ်တော်မှရခိုင်ပြည်နယ်တစ်ခုလုံးနှီးပါးကိုထိန်းချုပ်ထားပြီးဖြစ်လို့၎င်းတို့ရဲ့ရေဝန်းနဲ့လမ်းမစီမံကိန်းများအတွက်စိုးရိမ်မကင်းဖြစ်လာနေပါတယ်နိုင်ငံရေးစီမံများကိုလည်းနှိုင်းနှိုင်းချိန်ချိန်နဲ့ဆက်၍လုပ်ရန်တရုတ်တံမရမှမင်းအောင်လှိုင်ဟာပြောတယ်လို့လူသိရှင်ကြားထုတ်ပြန်လာခဲ့ခြင်းဒီကပင်ရွေးကောက်ပွဲမတိုင်မီအခြေအနေများပို၍တည်ငြိမ်လာအောင်ပြုလုပ်သင့်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ် သူမောက၎င်းတို့ထိမ့်ချုပ်ထားနိုင်တဲ့နေရာကွက်ကွက်လေးတွင်သာပြီးစလွယ်လုတ်သွားတော့မှာဖြစ်ပါတယ်။ရှီချင်းပင်မင်းအောင်လိုင်းအမြောက်ပိုင်းနဲ့အရှိမြောက်ဒေသရှိတိုင်းသာအဖွဲ့များနဲ့ပြည်လဲအောင်လှုပ်စေခြင်းတော်လဲမင်းအောင်လိုင်းဘက်ကမိတို့မြမလိုက်လျောပဲဘုံများဇက်တိုက်ဆူတလူကျဲနေသည်ကရှီမျော်လင့်နဲ့စင်ကျင်တုံတရားလက်ကင်ထားတဲ့ခေါင်းဆောင်မှုမျိုးဖြစ်မလာခဲ့လို့သတင်းစာမှာဖော်ပြထားပါတယ်။ မိမိမျိုးပြောရရင်ရှီချီပင်မှငလင်တန်ခံနေရချိန်မှာပင်အချိန်ပေါင်းများစွာဘုံကျဲတိုက်ခိုက်နေတဲ့အဖြစ်ကိုသိနေလို့ချင်း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 လောက်ရန်လူသိရှင်ကြားပြောဆိုသွားခြင်းဖြစ်ထိုဖြစ်စဉ်များဟာမိမိတို့မြောက်ပေးနေခြင်းမဟုတ်လို့ရှောင်လဲလိုက်ခြင်းသာဖြစ်ပါတယ်အကျန်းဖတ်သမားမင်းအောင်လိုင်းဘက်ကလည်းရွေးကောက်ပွဲလောက်ရန်နဲ့တရုတ်တို့ဖြစ်စေခြင်းတို့လို၎င်းတို့အာနာတီမြဲနေရန်ဒီနည်းလမ်းသာရှိတော့တယ်ဆိုပြီးအကြောင်းပြလာမိတာဖြစ်ပါတယ် ထို့အတွက်ငကူကပင်အာနာသည်တနက်ပြောင်းဝါကထွက်လာသည်ကိုလက်ခံထားတဲ့တရုတ်အစိုးရအားလဲသဘောပေါက်စေဖို့အထူးတလဲပြောနေစရာပဲမလို့တရုတ်အစိုးရလူလာတဲ့ငိမ့်ငိမ့်ရည်သည်စစ်ဘုံဂျုံများအုပ်ချုပ်ပြီးလူတို့ကလည်း anticipatory obedience ပုံစံမျိုးနဲ့ကြိုးနွန်လာရေးပင်ဖြစ်ပါတယ်ဥပမာအဖြစ်မြစ်ဆုံလိုကိစ္စမျိုးထပ်ပေါ်လာမှာကိုစုံရည်စရာ မလို့ သို့သောတရုတ်ကွန်မြူနီခေါင်းဆောင်ကြီးဟာမင်းအောင်လှိုင်ကလက်ခံတွဲဆုံပေးခဲ့ရမှုဟာအခွင့်အရေးတရက်ဖြစ်အတုံးချက၎င်းနေဖြင့်ပပနက်နက်ရှောင်ထွက်နိုင်ခွင့်ရသွားခဲ့ခြင်းပင်ဖြစ်ပါတယ်ရှီကျင်းမင်ကနိုင်နိုင်ချိန်ချိန်လှုပ်ဖို့ပြောပြီးမကြမီမှာပင်ဒီဘေးရင်မြို့နယ်အတွင်းရှိ စာတင်ကျောင်းအားဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတငယ်နှစ်သားစဉ်ကတေဆုံးသွားခဲ့တဲ့သတင်းဆိုကြီးထွက်ပေါ်လာခဲ့ရပါတယ် တရုတ်ဘက်မှမတက်သား၍ရေငုံနှုတ်ပိတ်နေရတော့လေ၎င်းတို့ဘက်မှစစ်လက်နက်များထောက်ပံ့ပေးနေသည်ကိုတကဘာလုံးကတိထားလို့ဒေါသအမျက်ချောင်းချောင်းထွက်နေမိတာဖြစ်ပါလေဤဒီကိုတိတဲ့ကျမ်းပတ်သမားမင်းအောင်လှိုင်တို့စေယုစုဟာ၎င်းတို့လက်ဝယ်ရှိများပြားလာတဲ့ Facebook နဲ့ Telegram အကောင့်များကိုတုံးပြီးလောက်ကျန်ဖန်တီးတဲ့သတင်းများဖြစ်သည်ဆိုကလိန်ညာထုတ်လွှင့်ခြင်း မင်းသားမင်းသမီးများရဲ့ငယ်ကျိုးငယ်နာများရေးသားတဲ့သတင်းများဖြင့်အာယုံလွှဲနိုင်ရန်စီမံချက်တရက်ဖြင့်အမြန်ဆုံးအကောင့်တွေဖော်လာခဲ့ပါတယ်။၎င်းတို့ရဲ့ post များကွန်မန့်များဟာလည်းတူညီလူနီးပါးဖြစ်နေတယ်လို့ NGO ပြောခွင့်ရဥနေဘုံလကပြောတယ်လို့မြန်မာနောက်မှာဖော်ပြထားပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။